မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဇန်နဝါရီနေ့မှာတော့2025ခုနှစ်မေလအတွက်ငါးလပိုင်းတလားကဗုဒ္ဓဘုရားဟောတာသမီးမိတ်ဆွေတွေအတွက်တလားစာခရင်မဆောင်ရဆောင်ရအတွက်ဟောကြားပြီးမှာဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားဟောတာသမီးတွေပါဆရာကို share ပေးပါကြပါဦးမိတ်ဆွေဗုဒ္ဓဘုရားဟောတာသမီးများဘယ်ကရှိနေရလဲဆိုတာလည်းဆရာကို comment လေးရေးပေးပါကြပါဦးခင်ဗျာနော်ဒီလက်ကအတော်ဒီမှာဆိုရင်ဗုဒ္ဓဘုရားဟောတာသမီးမိတ်ဆွေ2025ခုနှစ်ငါးလပိုင်းတလားမိတ်ဆွေမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာ ဘုတ်ခုရောက်တာသမီးများမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာလက်ရှိကာလအတိုင်းသာတော်တော်များဆိုလို့ရှိရင်တော့ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါရဲဝင်းနဲ့ချစ်တို့လှုပ်ဆောင်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်လက်ရှိမိတ်ဆွေတို့ရဲ့စိတ်ထဲမှာအဲလက်ရှိဖြစ်ပေါ်နေတဲ့စိတ်ဆိုလို့ရှိရင်ခရီးသွားခြင်းနဲ့စိတ်တွေခရီးထွက်ခြင်းနဲ့စိတ်တွေပေါ်နေတာမျိုးတွေအဲနိုင်ငံခြားခရီးသွားနဲ့ပတ်သက်ပြီးဖြစ်စီရေလမ်းကြောင်းခရီးနဲ့ပတ်သက်ပြီးဖြစ်စီလက်ရှိရှိနေတဲ့နေရာကနေပြီးတော့ရောက်ထွက်သွားခြင်းနဲ့စိတ်လက်ရှိရှိနေတဲ့နေရာကနေပြီးတော့တနည်းအားဖြင့်ပြောင်းလဲပြောင်းထွက်သွားခြင်းနဲ့စိတ်မျိုးတွေပေါ်နေတော့ကာလဖြစ်ပါလေ ဒါကြောင့်ဘုဒ္ဓဘုရားတော်တယ်မိတ်ဆွေတွေနဲ့လက်ရှိကာလလက်နာတော်တယ်မိတ်ဆွေခရီးထွက်တာမျိုးခရီးသွားတာမျိုးတရားလည်းဘာမှစိုးရိမ်စရာမရှိဘူးခရီးသွားလို့ကောင်းတယ်သို့တော်ဒီလာတာတော်တွေမှာစက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်ဝယ်တာမကောင်းဘူးအဲစက်ပစ္စည်းရင်နဲ့ပတ်သက်ရင်ကိုကိုယ်တိုင်မောင်းနေတဲ့အခါမှာလည်းတတိထားမောင်းနေပြီးတော့ဆင်ကျင်ပြီးတော့ဆောင်ရွက်မောင်းနေစီလို့ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာကျမ်းပါ ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်စစောပေါ်ကတော့ဘာမှမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေသွေးတိုးသွေးတက်တာမျိုးလေးတွေကြုံရတတ်တယ်အမျိုးသမီးများအနေနဲ့ဆိုလို့ရှိရင်တော့ဘုသူရောက်သားသမီးများအနေနဲ့လက်ရှိမှာမိတ်ဆွေတို့အနေနဲ့အဟိုအမျိုးသမီးတွေဖြစ်တတ်တဲ့အဲကျမ်းမာရေးအသွေးသားဆိုင်ရာကိစ္စလေးတွေမှာတော့သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့သတိပြုဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခီးသွားကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြများရတာမျိုးစက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့ခဏခဏအပြတ်ရှာလေးတွေပေါ်တက်တော့ကြောင်းစက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင် အငွေကြေးကုန်ကြမ်းများတက်တယ်ဒီကကတော့ဒီမှာပစ္စည်းပြောက်တာမျိုးပတ်စံတခိုးခိုးခံရတာမျိုးအဆက်ပစ္စည်းရင်းနဲ့ပတ်သက်ပြီးတော့အပြောက်အချာလေးတွေဂျုံမှာတက်တဲ့အတွက်ကြောင့်တော့တတိယဆင်ခြင်ပေးရမှာလိုအပ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်ကြီးရငါးတာမျိုးဒီဒီမှာအတက်နိုင်ဆုံးဗီဒီယိုဆိုင်ပါအထူးသဖြင့်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးလုပ်ငန်းအလုပ်တူတွေနဲ့ပတ်သက်ပြီးတော့ရှိလိုက်ခါမှာဆုံးသွားတာမျိုးပြန်မရတာမျိုးဖြစ်ရတတ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင် နည်းနည်းလေးရှိတာငါတာလူလေးတွေမှာကိုယ်အနေနဲ့မိမိတို့အနေနဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးရှိတာငါတာလေးတွေမှာတော့အတက်နိုင်လို့သတိပြုစင်ကြင်ရလိုအပ်ပါတယ်ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြမရတာမျိုးလေးတွေငွေမမြဲတာမျိုးလေးတွေဖြစ်ရတတ်တယ်ဒါအပြင်အထက်အသိလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးတော့အဝယ်စားလေးတွေနဲ့ပတ်သက်ပြီးတတိထားစင်ကြင်ပေးဖို့လိုအပ်ပါတယ်တို့အပြင်မိတ်ဆွေစနေသားသမီးမိတ်ဆွေတွေလက်ရှိကာလအတိုင်းအတာပေါ်တွေမှာဆိုလို့ရှိရင်တော့ ဖြစ်နိုင်ရင်မိမိတို့အနေနဲ့အဲဘာသာရေးကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်တာမျိုးတိုက်ခိုက်တာမျိုးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းတာမျိုးဖြစ်စေမိမိရဲ့အထောက်အကူအကြီးအကဲနဲ့ပတ်သက်ပြီးတော့အဲပြောဆိုတာမျိုးလေးတွေဟာအဲဝေဖန်တာမျိုးလေးတွေကမိတ်ဆွေတွေရဲ့ကံကိုအားနည်းချမ်းသာတတ်တဲ့အတွက်တော့ဒီအချက်လေးတွေကိုသတိပြုရလိုအပ်ပါတယ်ပရိသတ်ဆရာလေးတွေကိုပဲဆရာကဆက်မှာပြလိုက်ပါမယ်ဒီလ၅လပိုင်းပြမှာဟိုတူရောက်တဲ့သမီးတွေအထူးသဖြင့်ဘာလို့ဖြစ်ဖြစ် ငွေကြီးနဲ့ပတ်သက်လာလို့ခီးတူပိုင်ငွေကုန်ကြီးကြမရတာမျိုးလေးတွေကြုံရတတ်တယ်ငွေမမြဲတော့လားဖြစ်တယ်ဒါပြီးတဲ့အခါသာသမီကိစ္စလေးတွေကြောင့်ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်ဒါအပြင်အထယ်လေးတီတီပနက်ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတဲ့အခါနည်းနည်းလေးအားနေတာမျိုးစိတ်တိုင်းကြတာမျိုးလေးတွေအဲမိတ်ဆွေတို့အနေနဲ့စတင်လှုပ်ဆောင်ရတော့အားနေတော့ကာလာအပိုင်းရှားကာလာကိုဖြစ်ပေါ်တတ်တော့လာဖြစ်ပါတယ်ခင်ဗျာတို့အပြင် အထက်လူကြီးအကြီးကြီးတွေနည်းနည်းလေးစိတ်ပန်းလူပန်းစိတ်မောလူမောပြရတာမျိုးလေးတွေအထက်လူကြီးအကြီးကြီးတွေစီကအသစ်စင်းမြအသစ်တွေကြောင့်ဗရပ္ပစာလေးတွေဖြစ်ရတာမျိုးလေးတွေနားလည်မှုတွေတာမျိုးလေးတွေကြုံရတတ်တော်လားဖြစ်ပါတယ်တခုကိုးခံရတာမျိုးပတ်စံပြောက်တာမျိုးအဲ ပစ္စည်းပြောင်းတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တတိယစဉ်ပြန်ရလိုအပ်တော့လာဖြစ်ပါတယ်ဒါဆိုရင်ကျန်တာဘာမှစိုးစိုးဝါးဝါးဘာမှမညံ့နေဘူးတိုးတော့အိမ်ဆောက်တာမျိုးလေးတွေမကောင်းပါဘူးအိမ်ဆောက်တာမျိုးလေးတွေဟာဆက်တင်ဆောက်တာမျိုးအိမ်ဆောက်လက်ဆအိမ်နေဆောက်တော့ဆောက်လက်ဆတမိုင်းတစ်ဆမပြီးမပြတ်သေးတော့အိမ်တွေကိုဝယ်တာမျိုးတွေကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေတာကလည်းကျန်တာတော့ဘာမှမတွေ့ရပါဘူးလက်ရှိမှာမိတ်ဆွေတို့အနေနဲ့စီမင်းစည်းကမ်းနဲ့ပတ်သက်ပြီးတော့အဲချုပ်ရှယ်တို့ခန်းစားနေရတာမျိုးလေးတွေကြောင့်ရုံးပတ်သွားခြင်းနဲ့စိတ်အဝေးကိုပြေးထွက်သွားခြင်းနဲ့စိတ်တွေပေါ်နေပါတယ် ဒီ၅လပိုင်းဒီမှာဘုဒ္ဓကုရောက်တာသမိတ္တိအနေနဲ့အကျိုးပြုစေသောလုပ်ငန်းများကိုဆက်လက်ပေါ်ပြပေးပါသည်ဘုဒ္ဓကုရောက်တာသမိတ္တိအနေနဲ့ဒီ၅လပိုင်းတွင်မှာဆိုလို့ရှိရင်တော့အိုး အဲအိဆောက်တဲ့ဘာမှမဟုတ်အိုးအိချမ်းပြီးဝဲလာမျိုးတွေအကျိုးပေးပါတယ်ဒါအပြင်အများနဲ့ပတ်သက်တာမျိုးတွေအဖွဲစီအသင်းခွင့်နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ထို့ပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းတွေဟောင်းတွေရဲ့အကူအညီကိုရရှိလာမျိုးတွေကြော်ရတတ်တယ်ရွှေဝင်တတ်တဲ့အိုးအိချမ်းပြီးမိယာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့ရတယ်ဘာလို့လှုပ်လို့လက်ရှိမှာကိုယ့်ရဲ့အမိခံလှုပ်တာမျိုးကိုယ့်ရဲ့ကိုကိုယ်တိုင်ကိုယ့်ရဲ့ဘိုင်နဲ့အမိတက်ပြီးတော့ကြိုးစားဆောင်ရရင်အောင်မြင်တဲ့တုတ်တဲ့ရှင်တွေရရှိတတ်ပါတယ်ရွှေဝင်တာမျိုးတွေရွှေဝင်တာမျိုးတံခိုးကြီးတဲ့ပစ္စည်းတွေ လက်ဆောင်ရရှိရမယ်ဒီကြုံရတတ်တော့လာဖြစ်ပါတယ်အလားကောင်လုပ်ငန်းတွေအကျိုးပေးပါတယ်ပကြီးပခုဘေးရန်ပေးတာစမ်းချတဲ့လို့ဆောင်အစောကအရေးတီးတခုမှအနုပညာနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရလောက်ဆောင်ရအားခါခြင်းကောင်းမှုခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိနိုင်တော့လာဖြစ်ပါတယ်ခင်ဗျာ အလုပ်ကောင်းလုပ်ငန်းဟောင်းတွေကိုတိုးချက်လှုပ်ဆောင်တာမျိုးဟာတာတာချင်းကောင်းမွန်ခြင်းနဲ့တိုးတက်ခြင်းရရှိတတ်လို့လုပ်ငန်းတဲ့အလုပ်တဲ့နဲ့ပတ်သက်ပြီးကိုယ်ပိုင်လုပ်ငန်းကိုယ်အမိခံပြီးဦးစီးဦးဆောင်လုပ်တဲ့အလုပ်ငန်းတွေမှာတုံဆိုင်တွေ့ဝေမနေပဲနဲ့ရဲရဲကြီးချစ်တူဆောင်ကလှုပ်ဆောင်ရင်အာသာကောင်းမှန်ပါလေ။ညီကောင်မောင်မားတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်လို့အမွေရရှိတာမျိုးငွေကြေးနဲ့ပတ်သက်လို့အမှုကိစ္စနဲ့ပတ်သက်လို့မပြီးမပြတ်ဖြစ်နေတော့ကိစ္စတွေမှာပြပြတ်အောင်ဆောင်ရမ်းနိုင်မလားပြပြတ်အောင်အာသာနိုင်မလားအဲ ဖြစ်တဲ့အတွက်တရားထက်ကောင်ပြစ်စာရီမှာရင်ဆိုင်ရတဲ့မိတ်ဆွေဘုတ်ဖူးရောက်တဲ့တမီးတွေလက်ရှိကာလအတာအတွင်းမှာကံကောင်းမှုနဲ့အထောက်အပံ့ပြုပြီးတော့အားပြုပြီးတော့မိမိပံမှာအာသာနေတော့လာဖြစ်တာမှာတော့အတိတ်ရောက်ဆရာကပြောရပါတယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာအတော်တွင်းမှာဆိုလို့ရှိရင်တော့အဲဆွနာလိုပေါ့အနုပညာဆိုင်ရာလုပ်ငန်းတွေအနာဂုံဆိုင်ရာလုပ်ငန်းတွေအဲအယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအပြည့်အခါဖန်စီပစ္စည်းအစရှိတာတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတွေအကျိုးပေးပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ပြီးတော့အကူအညီထောက်ပံ့တွေရရှိတယ်လို့အများနဲ့ဆိုင်ရာ လုပ်ငန်းတွေကိုတော့လုတ်ဆောင်တဲ့အခါမှာအသာကောင်းမှုတိုးတက်နိုင်ပါတယ်ပြည်ရကမိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တွင်မှာမိမိတို့ရဲ့စိတ်ထဲမှာမျှော်လင့်တောင်းတထားတဲ့အရာလေးတွေမိမိတို့ဖြစ်ရှင်တဲ့အရာလေးတွေကိုပြည်ရတတ်တော်ကာလဖြစ်တယ်သို့တော်တစ်ခုတော့ရှိတယ်မလို့ရင်ဘာမှဖြစ်မလာပဲနဲ့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့စူးစမ်းဆန်းဆောင်ရင်အသာကျင်ကောင်းမှုတွေရရှိတတ်တယ်လို့လုပ်ငန်းတဲ့အလုပ်တွေစတင်လုပ်မယ်အမိခံလုပ်မယ်ဆိုရင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်တဲ့အတွက်ရှောက်လန်းလုတ်ဆောင်တင်တော်လာဖြစ်တာအတိအကျပဲဖြစ်ပါတယ်ဒီညာရင်းနဲ့ပတ်သက်တာရင်လည်းအဲတိုးတက်တာမျိုးလေး ပြောင်းရတဲ့ဒုသာတတိယဆင်နေရမှာနိုင်ငံခီးသွားတဲ့ပတ်သက်တာမျိုးမျိုးတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာတွေပေါ့နည်းနည်းလေးငွေကုန်ကြေးကျများတာမျိုးနှစ်ခါပြန်လုပ်ရတာမျိုးလေးတွေအခက်အခဲလေးတွေတော့အနည်းငယ်ကြုံရတတ်တဲ့အတွက်တော့သတိပြုဆင်နေရလိုအပ်ပါတယ် service ရင်းနဲ့ပတ်သက်ပြီးတော့မောင်းနေတဲ့အခါမှာလည်းတတိယဆင်နေပြီးဘူးလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာကောက်ပြီတို့ပြင်မိတ်ဆွေတို့လူငယ်တွေအစီအမဆိုရင်တော့ အားနေပါတယ်မေတ္တာရေးအစီအစဉ်နဲ့ပတ်သက်လာရင်တော့တခုနဲ့တခုတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတယောက်နဲ့တယောက်စိတ်ဆူးစိတ်ကောက်ပြီးအဆက်အသွယ်ပြတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့လူငယ်များအစီအစဉ်နဲ့ပတ်သက်ပြီးမိမိရှိတဲ့မြန်လို့သောသူကိုဖွင့်ပြောပါမှအခွင့်အရေးတမ တကူကောင်းသမားဆိုတာမျိုးကိုယ်ကငကူကရဲ့ကင်မင်မှုတွေရက်တန့်သွားတတ်သောကာလဖြစ်တဲ့အတွက်အချိန်မှတော့ဆရာလိုစော်ကြည့်ဖို့ခအောင်မပါဘူးအချိန်နဲ့ပတ်သက်လာရင်တော့မိမိတို့နဲ့ဖွံ့ဖြိုးမှုအားနည်းနေသောကာလဖြစ်တဲ့အတွက်ဆရာလိုခလေးလေးပဲလုပ်ဖို့လူအကြောင်းနဲ့ဘဝဆာဘဝအိတ်တာကောင်းပါလေအဆက်အသွယ်ပြတ်တာမျိုးတွေဒီခဏစိတ်ဆိုးစိတ်ကအကြောင်းရမျိုးဆိုနဲ့ခွဲခွာရတတ်သောကာလဖြစ်ပါလေ အိမ်ဟောင်ရှင်မြတ်အဖို့ကတော့နဘောကဝိကွာနေတော့အိမ်အောင်ပက်နေတဲ့ပတ်သက်ပြီးပြန်လဲဆက်သွယ်ရရှိတာမျိုးနဘောကဝိကွာနေတော့တော့ဆက်သွယ်ပြန်နေတော့အိမ်အောင်ပက်နေပတ်သက်ပြီးတော့ဒူးလာပြီးတော့ဟလာအစဉ်ပြေအောင်နှိမ့်နိုင်ဆောင်ရွက်တင်တယ်အေးရမ်းမှုတွေငြိမ်းချမ်းမှုတွေအားနည်းခဲ့တော့ဘုရုပြောက်ပတ်သက်မိများတုံးတဲ့တူတယောက်နဲ့တယောက်ပြေလည်အောင်စစ်ဆန်နှိမ့်နိုင်တိုင်းဝင်ဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တုတ်တက်ခြင်းတွေရရှိစေနိုင်တော့လဖြစ်တာတော့အတိအကျကိုဆရာကပြောရပါတယ် ိမ်ထောင်ရေးမှာမိသားစုရေးမှာအိမ်တွင်းမှာအဆင်မပြေအခက်အခဲတွေရှိလာတယ်။နံပါတ်1ငွေကြေးနဲ့ပတ်သက်ပြီးတော့ကတောက်ဆဖြစ်တာမျိုးတွေဒီကြောင့်စကားများရတတယ်။ဒုတိယတစ်ချက်ကဒါသမီးနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းမရနေရာတိုင်းချင်းနဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးတွေနေနေကြောင်းရတာမျိုးတွေကြောင့်အားလဲစီတယ်။ယာလူလုပ်ငန်းကံကံယာလူတက်ဖို့အတွက်အမျော်လင့်နေရမိတ်ဆွေများဖြစ်နိုင်ရင်မိမိကလိုချင်တာကတနည်းအား ရရှိတာကတဏှာဆိုတာမျိုးတဏှာဖြစ်ရတဲ့အတွက်ကြောင့်မလို့အနည်းငယ်လေးဒီလာတော့မတိုးနိုင်ဘူးတော့မပြောဘူး50 50ပဲကံကရှိနေတာကိုလက်ဆရာကတွေ့ရပါတယ်စပစ်စီဆိုင်ရာလုပ်ငန်းတွေစံစီစီစာစပစ်စီစာဖတ်ပုံနဲ့ပတ်သက်တော့လုပ်ငန်းတွေရှိတိုးဆောင်ပြီးတိုးရှဲအောင်မြင်ပြီးတော့အကျိုးပြုစေပါတယ်ဘုဒ္ဓဘုရားကတမီးလေးဒီလာတာတော့တွေ့မှာဆိုရင်အကျိုးပြီးတော့အရာအနေနဲ့ဆိုရင်တော့မိုးပြအရာအပန်းရောင်အဝါရောင်အမိတ်ဆူတို့ရဲ့ကံကိုတိုးတက်ကောင်းမှုမရှိပါနဲ့အချိုးပင်းစီသောကဏ္ဍအနေနဲ့ဆိုရင်တော့တက်ကဏ္ဍငါးကဏ္ဍမိတ်ဆူတို့အနေနဲ့ ရှိကနာအကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုစီပါလေအကျိုးပေးတော့အရာဟာတော့အနောက်စုစုရဖြစ်ပါလေစန်းတီညာအရာကတော့တောင်ရဖြစ်ပါလေဒီလက်ကတော့ဒီမှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုဆောင်ရပြောဆိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်မိတ်ဆွေတို့ရဲ့အိတ်ထဲကိုမိတ်ဆွေတို့ရဲ့အိတ်ထဲကိုဒီဘွေးအဝါရောင်လေးဖြစ်စီအအဝါရောင်ကျိုးစာလေးတစ်ခုကိုနော်ချီနောင်ပြီးတော့အထုံးလေးတစ်ထုံးချီချီနောင်ပြီးတော့ပြောဆိုလှုပ်ဆောင်ရင်အောင်မြင်ချင်းတိုးတက်ခြင်းရရှိမယ်ဆိုရဲလာဖြစ်ပါလေခင်ဗျာတတိယဆင်ကြရမယ့်အချက်ကလေးကိုဆက်ပြောကြပါမယ် အတူပြီးစီတော့နေသားအနေနဲ့ဆိုရင်ဒီလတာတော့ဒီမှာတနည်းမလို့ဒါသမီးပုံတပူတာသမီးတင်တဲ့တွဲခံလောက်တာမျိုးကကံရဲ့တိုးတက်မှုနဲ့အားသာမှုကိုရရှိနိုင်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒီလတာတော့ဒီမှာတတိထားစင်ရမယ့်ရှယ်လေးတွေကဘာကိုလှုပ်လို့ ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာတိတိကျကျစရင်စရာနဲ့လုပ်ပါရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာမျိုးခရီးသွားဆိုင်ရာကိစ္စလေးတွေမှာအဲ aloft တတိအလင်းစလို့မလုပ်ပါနဲ့အဖက်မတင်ဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်။ဘာသာရေးဆိုင်ရာကိစ္စလေးတွေဘယ်ရတဲ့အကြောင်းဆောက်တာဒီမှာဖြစ်နိုင်ပြီးရင်မိတ်ဆွေတို့နဲ့တကယ်လက်တွေ့မတူနိုင်မဲနဲ့ချိုးတင်ဂရိပေးတာမျိုးဖြစ်စေမိမိတို့ဘာကိုတော့အလုပ်ပေးမယ်လို့ဂရိခံပြီးတော့မှအနက်တို့ဘာညာတွေဆောက်ချက်တွေတိုင်ကြပြီးဆရာတွေတိုင်ကြပြီးလုပ်ပြီးပြီးတော့မှလုပ်ပြီးဖို့မိနေတာမျိုးတွေမဖြစ်ပါစေနဲ့အဲ ထက်ကလက်ပိတ်စီသောကာလဖြစ်တဲ့အတွက်ဓာတ်ပုံလေးဆိုရှယ်မီဒီယာမှာများများတင်တဲ့လူတွေတတိထားဖို့လိုအပ်ကြောင်းနဲ့ဒါလောက်ပြောကြလိုပါတယ်ဖြစ်နိုင်ရင်မိမိတို့အနေနဲ့ဒီလအတာတော်တွေမှာဆိုရင်တော့လရဲ့အကုန်25ရက်နောက်ပိုင်းစတိုင်မစ်စလိုရဲ့တန်ခါညံ့စီတက်တဲ့အတွက်ကြောင့်မလို့အရေးကြီးတော့ကိစ္စတွေကိုလ25ရက်မကျော်ခင်တော့တွင်းမှာလုံဆောင်ဆောင်ရွက်တာအားတာပြီးတော့ကောင်းမွန်တိုးတက်နိုင်ကြောင်းဒါလောက်ပြောကြလိုက်ပါရစေခင်ဗျာတို့ပြင်မစ်စလိုအနေနဲ့ဘာလို့လုံလုံတောက်ကြတာသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးကကံကိုအားနေစီပြီးတဲ့အခါ အငီအောင်အသားအောင်နေတာမိစွေရဲ့ကံကိုညံ့နေပါလေခင်ဗျာဘာကိုဖြစ်ဖြစ်အရေးကြီးတော့ကိစ္စတွေကိုလှုပ်ဆောင်ရဲ့ခါမှာ25ရက်မကျော်ခင်မှာလှုပ်ဆောင်မှာအစီအပြေနိုင်ပါလေဒါကပြင်မိစွေတို့နေနဲ့အတူမိမိတို့နဲ့ဘာလိုက်ဆိုင်ရာကိစ္စတွေမှာဝေပန်အကြံပေးတာမျိုးတွေဖြစ်နိုင်လို့ရှိရင်သူဟိုကဲ့ရဲ့ရှုံ့ချအပြစ်တင်တာမျိုးတွေကိုအားနည်းစေပါလေခင်ဗျာဒါလေးကိုထပ်လောင်းပြောကြားလိုက်ပါရစေမိစွေတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေအယောင်းတို့အယောင်းဖတ်စီဖို့မိစွေတို့ရဲ့ပုံပစ္စည်းတွေကိုမပြောမိပါ ဇေယျနာဗီလေးမိချင်းကွန်ကို300နဲ့ကို300 4တခြား7902904416မှာ WF Telegram မှာဖြစ်စီ Viber မှာဖြစ်စီစသဖြင့်မိမန်နိုင်ပါကြောင်းနဲ့ဆရာ TikTok Messenger ကနေလည်းအဲ့ဒီလက်မှတ်ထားလို့အခုနောက်ပိုင်းမှာဆရာရဲ့ပုံမြတ်တူကြီးထုံးလုံးပြီးပေးနေတဲ့ဆရာလည်းနှလုံးမထူဘူးပြီးလည်းမပြီးတိလည်းမသိဘူးတိရင်လည်းကြောက်ရင်လည်းဝိုင်းပြောင်းဖို့မှာလို့ပြောလိုပါတယ် မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတို့အယောင်းဖတ်စီဖို့ plus ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ငါပြောတိတလုံးနဲ့အခွန်မခွာသိတဲ့ငါပြောတိတလုံးနဲ့တလုံးနဲ့တော့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းကောင်းအောင်ထိတွေ့ရိုက်ပုတ်ပြီးတော့ပြောဆိုလိုက်ရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တက်ပြီးအယောင်းဝယ်ထပ်လာပါလိမ့်မယ်အဆက်ဆက်ရဲ့တရတာလို့အစင်ပြေအောင်ရင်တိုးတက်စီရန်တို့ကအဋိဌံပြုတ်လို့တပတ်ဆိုရဲမိတ်ဆွေများခင်ဗျာမိတ်ဆွေတို့ရဲ့အဋိဌံပြုတ်လို့တပတ်ဆိုလို့ရှိရင်တော့ ဆရာတို့ဗာလဲဟိုမဟာသမယတုပ်ကိုအကျွတ်ဆုံးတာမျိုးဖြစ်စေပဒိနဲ့ပတ်သက်လာတဲ့အခါမှာသူကတော့လောကဝိတုဆိုတော့ပုံတော်ကိုမြတ်စွာဘုရားရှင်အမျိုးမှန်းပြီးတော့တနေ့ကိုရှစ်ပတ်လုံးနဲ့ရှစ်ရက်တိတိအတိတ်ကဝင်လာရင်ကံညှင်းမှုတွေအားနည်းမှုတွေဟာချက်ချင်းမတက်ကိုရုပ်ပြီးကံကောင်းလာပါလိမ့်မယ်မိမိအိမ်အတွင်းမှာဘုရားရှင်တို့တော့အပဲ့တွေအပြက်တွေရှိရင်စွန့်ပြီးပါတို့ပြန်တန်ခါညံ့စီပါလေဘာသာရေးဆိုင်ရာတွေလက်ဆောင်ပစ္စည်းတွေဓာတ်ပုံတွေရရှိလာလို့ရှိရင်ပြည်နိုင်ရင်လက်မခံတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဟုတ်ပြီဒီလက္ခဏာတော့တွင်မှာ အဆက်ဆက်အရာအဆင်ပြေစေပြီးတော့ငွေကြီးကံအားကောင်းစေရန်တို့ကပြုလုပ်ရမယ်ရေရာအမီနဲ့ဆိုရင်တော့ကျတို့ပကံရတစ်ချက်တည်းမှာမုံလုံးကြီးပေါ်က28လုံးတိတိထက်ဒါပြီးတော့တောက်ရေကတစ်ခွက်ထက်မိမိအိမ်ကမျက်စွာပြရမှာဖြစ်စေမိမိတို့ရဲ့ဈေးတိုင်းလုံးကရောက်မျက်စွာပြရမှာဖြစ်စေငွေကြီးကိစ္စလက်လာပါကိစ္စအဆင်ပြေပါစေရောက်ဆူတောင်းပြီးတော့ရင်းနှီးမှာလိုက်လိုက်လဲလဲရုံရုံကြီးကြီးဆူတောင်းပြီးတော့ပြီးလို့ရင်မိတ္တာဖို့အမြောက်ကြီးအောင်မြင်ကြီးတုတ်တက်ခြင်းနဲ့ဖိတ်နေတဲ့လက်ကြီးအစဉ်ပြေးလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ ဗုဒ္ဓဘုရားဥဒါတိလေးငါးလပိုင်းတွင်မှာယရနာစိတ်ကြောက်ဇေတောက်ပိုင်းကစားနိုင်လို့အောင်မြင်မှုအပေါင်းတရကိုဆောင်ကြပါစေကြောင်းဒီကနေ့မေတ္တာပို့ထောပနာပြုရင်းနဲ့မနေ့မကြာဇာသာပိသမိတွေတို့ဆက်ပြရမယ်ခင်ဗျာ